ကြားပြတ်လုံငန်းလုပ်ကိုင်သူမြန်မာနိုင်ငံသားနဲ့ပြည်ပနိုင်ငံသားများထပ်ပြေးတိတ်ရှောင်နေရပြီးယခုချိန်မှာတော့ပြည်ပနိုင်ငံသားအများအပြားဖမ်းဆီးသူမရှိကဲသူမရှိပဲမြဝတီမှာတောင်းပေးနေတယ်လို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီမြို့မဲထော်တလေးကြီးရွာအနီးမှာရှိတဲ့တရုတ်နိုင်ငံသားတွေဥဆောင်လုပ်ကိုင်နေတဲ့ကြားဖြန့်ဝီလင်းကိုင်းအလုံးဆိုင်ကနေမြဝတီမြို့ ကိုထွက်ပြေးလာသူတွေဒီကနေ့အောက်တိုဘာ23ရက်နေ့အထိအများပြားရှိနေတယ်လို့သိရပါတယ်။ကြားပြန့်ငွေလိန်ကိုင်းတွေကနေထွက်ပြေးလာသူတွေကခေါင်းဆောင်ပိုင်းတွေကိုတော့ PGF ကကားတွေနဲ့ခေါ်ဆောင်ကပို့ဆောင်ပေးတာမျိုးရှိပြီးကျန်တဲ့သူတွေကတော့ AA စိုက်ကနေမြဝရီအထိအဝေအစားအထုတ်ကိုစီနဲ့နှမ်းလျှောက်လာကြတာရှိသလိုဆိုင်ကယ်ငါးရမ်းပြီးလာကြတာမျိုးတွေလည်းရှိတယ်လို့ဆိုပါတယ်။ ကြားပြလောက်ကင်သူတွေကမနေ့ကအောက်တိုဘာ22ရက်နေ့မနက်ပိုင်းကလေးကထွက်ပြေးလာကြတာဖြစ်ကြောင်းလက်ရှိအထိကြားပြန်ကိုင်းကထွက်ပြေးလာသူတွေကိုအစိုးရဘက်ကခေါ်ယူထိန်သိမ်းပြီးအရင်လိုနိုင်ငံချင်းချိတ်ဆက်ပြီးသက်ဆိုင်ရာနိုင်ငံကိုပြန်ပို့ဖို့လှုံ့ဆော်တာတွေမရှိတဲ့အတွက်ကြားပြန်သမားထောင်းနှင်းချီပြီးမြဝရီမှာထွက်ပေါက်ပိတ်နေတယ်လို့သိရပါတယ်